မေရိကန်ဆန်ရှင်ဖွင့်လှစ်ပေးလိုက်တာဟာကောင်းမှုမမဲ့ခရိုနီတွေကိုအစိုးရအနေနဲ့စနစ်တကျထိန်းချုပ်ဖို့လိုတယ်လို့စီးပွားရေးပညာရှင်တွေကတုံ့သက်ပါတယ်။အောင်ဆန်းဦးကသတင်းပေးပို့ထားပါရရှင်။ မေရိကန်စိုးရဖွဲ့ကစီးပွားရေးအပိတ်ဆို့ထားတဲ့မြမစီးပွားရေးလုပ်ငန်းရှင်တွေကိုအော်တိုဘာ9ရက်နေ့ကပြန်လည်ရုပ်သိမ်းပေးလိုက်ပါတယ်။စီးပွားရေးပိတ်ဆို့မှုမရှိတော့တဲ့အတွက်အမေရိကန်နိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေဟာမြန်မာနိုင်ငံကငွေကြေးအင်အားတောင်းနေတဲ့စီးပွားရေးလုပ်ငန်းစုတွေနဲ့အကျိုးတူပူးပေါင်းလှုပ်ဆောင်လာဖို့လည်းရှိနေပါတယ်။အမေရိကန်စိုးရရဲ့စီးပွားရေးပိတ်ဆို့မှုဖွင့်လှစ်ပေးလိုက်တာဟာအနာဂတ်ကာလမြန်မာစီးပွားရေးအတွက်ကောင်းမွန်တဲ့အခွင့်အရေးတရဖြစ်ပေမဲ့နိုင်ငံတော်စိုးရအနေနဲ့ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေကိုတော့စနစ်တကျထိန်းချုပ်ဖို့လိုအပ်တယ်လို့စီးပွားရေးပညာရှင်တွေကသုံးသပ်ကြပါတယ်။ အစိုးရကနံပါတ်1အချက်သူတို့ကိုကိုလိုနီပုံစံနဲ့မပေါင်းမိဖို့တိတ်အရေးကြီးတယ်နံပါတ်1အချက်တိတ်အရေးကြီးတယ်နေ့အချက်ကအဲ့ဒီလိုဟိုမတော်မတရားเนาะရိုက်စားတာတို့တို့အကွက်အကွင်းထွင်ပြီးလှုပ်တာတို့လှုပ်တဲ့လူစလှုပ်တာတိတာနဲ့တပြိုင်နဲ့အစိုးရနဲ့ခုနလိုလှုပ်ပိုင်ခွင့်ရှိတဲ့ပုံကိုယ်တွေကချက်ချင်းအရေးယူပါပြစ်မထားပါနဲ့အကြာကြီးနေမှာတိတ်ဆိုးတော့မှာ လောက်တာမျိုးမဖြစ်ပါစေနဲ့အခုမဟုတ်တာလောက်တာမြင်အခုချက်ချင်းအေးအေးယူပြစ်လိုက်ပါအဲအဲ့ဒါမျိုးအဲ့ဒါကိုသူတို့ကိုင်တွယ်တယ်လို့ခေါ်တာပေါ့နော်ဒီအပြင်အမေရိကန်ဆိုးရွားကပြီးခဲ့တဲ့နှစ်တည်းမှာလူတဦးချင်းပေါ်တန်ခတ်အေးအေးယူပိတ်ဆို့မှုဟာအတိုင်းအတာတစ်ခုထိတော့တယောင်မှုရှိခဲ့တာတွေ့ရတယ်လို့စီးပွားရေးကျဉ်းကျဉ်းသူတို့ကလည်းထောက်ပြပြောဆိုထားပါဗျာဆန်ရှင်ရဲ့သဘောကတော့ economic ဆန်ရှင်ရဲ့သဘောကတော့သူ့ရဲ့ရည်ရွယ်ချက်ကလေဟိုထိခိုက်နေတာပါသေးဆိုတော့ရည်ရွယ်ချက်ပါတာဘူးအဲ့တော့အဲ့ဒီရည်ရွယ်ချက်အတိုင်းပဲပေါ့နော် တိုင်းတာတစ်ခုဒီကတော့စိုးကျိုးပြုတ်နေမှာပဲပေါ့ဆန်ရှင်အပြုတ်ခံရတဲ့ပုံကောများအတွက်ကတော့သူကစိုးကျိုးကတော့ပြုတ်နေမှာပဲဆန်ရှင်ပေးစုမှုကင်းလုပ်ခွင့်ရခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်းအမေရိကန်လုပ်ငန်းရှင်တွေနဲ့အကျိုးတူပူးပေါင်းလုပ်ကိုင်နိုင်ဖို့အတွက်ချိုးတင်ပြင်ဆင်ချိတ်ဆက်မှုတွေပြုလုပ်ဖို့လိုသလိုပြည်သူမျက်နှာမကြည့်ပဲမိမိကောင်းကျိုးတစ်ခုသာကြည့်တတ်တဲ့အကျင့်ဆိုးတွေလည်းပြင်ဖို့လိုအပ်တယ်လို့ပြောပါတယ်မြန်မာနိုင်ငံရဲ့ဆက်လင်းတဲ့မျိုးသားရေးပေါ်အုပ်တွေကိုရုပ်သိမ်းလိုက်တဲ့အတွက်2003ခုနှစ်ကချမှတ်ထားတဲ့ လွတ်လပ်မှုနဲ့ဒီမိုကရေစီအဥပဒေ2008ခုနှစ်ကချမှတ်ထားတဲ့ကြောင်းမြတ်အဥပဒေနဲ့စီးပွားရေးဗန္ဒာရေးဆိုင်ရာရေးယူပိတ်ဆို့မှုတွေလည်းပယ်ပြတ်သွားပြီဖြစ်ပါတယ်ကျွန်တော်အောင်ဆန်းဦးပါ